ဒီနေ့မှာပြပြပေးတော့မယ့်ကျမ်းမာရေးဘုသူတ္တလေးတစ်ခုကတော့ဂောရခညွန့်ရဲ့ကျမ်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ဂောရခညွန့်ဟာနှလုံးအတွက်အထောက်အကူဖြစ်ပြီးကင်ဆာရောဂါကိုကာကွယ်နိုင်ပါတယ်။ဂောရခညွန့်မှာပါဝင်တဲ့အာဟာရဓာတ်တွေကခန္ဓာကိုယ်အတွက်အကျိုးကျေးဇူးအများကြီးရနိုင်ပါတယ်။နံပါတ်၁အချက်အနေနဲ့နှလုံးကျန်းမာစေတယ်။သွေးထဲမှာအမိုင်နိုအက်ဆစ်များနေခြင်းဟာနှလုံးရောဂါနဲ့လေးဖြတ်ခြင်းဖြစ်ပွားနိုင်ခြင်းများပါတယ်။ သူမှာဗီတာမင် B ပါဝင်ခြင်းကြောင့်နှလုံးကျန်းမာစေပါတယ်။နောက်တစ်ခုကတော့ကင်ဆာဆဲတွေကိုတိုက်ဖြတ်နိုင်တယ်။အန်တီအောက်ဆီဒန့်တမျိုးဖြစ်တဲ့ဗီတာမင် C ပါဝင်ခြင်းကြောင့် free radicals တွေကိုတိုက်ဖြတ်နိုင်ပြီးကင်ဆာဖြစ်ပွားနိုင်ခြင်းရောကြစေပါတယ်။နောက်တစ်ခုကတော့စွမ်းအင်တိုးစေတယ်။မန်ဂနီးစ်ပါဝင်ခြင်းကြောင့်ခနာကိုရဲရောက်တဲ့အခါပရိုတင်းနဲ့ဖက်ကနေစွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။နောက်တစ်ခုကတော့ဝမ်းချုပ်ခြင်းကိုကာကွယ်နိုင်တယ်။ အမြင့်တက်ပါဝင်မှုကြောင့်ဝမ်းချုပ်ခြင်းကိုကာဝယ်ပေးနိုင်ပြီးဥမာစည်းကိုပုံမှန်လှုပ်ရှားမှုဖြစ်စေပါတယ်။ thyroid ကျန်းမာရေးကိုလည်းအထောက်အကူပြုစေပါတယ်။နောက်တစ်ခုကဝက်ချံထွက်ခြင်းကိုကာကွယ်နိုင်တယ်။အရေးပြားမှာအဆီထုတ်လုပ်မှုဟော်မုန်းကိုထိန်းချုပ်နိုင်တဲ့ဆင့်ပါဝင်နေခြင်းကြောင့်ဝက်ချံထွက်ခြင်းကိုတက်တာစေနိုင်ပါတယ်။အယိုးတန်ပါစေတယ်။ဗီတာမင် K ဟာအရိုးပွားရောဂါနဲ့ဆက်စပ်နေပြီးဗီတာမင် K ကြောင့်အရိုးတွေကိုတန်မာစေတယ်လို့ဆိုပါတယ်။နောက်တစ်ခုကတော့သွေးဖိအားကိုထိန်းပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်ပါဝင်ခြင်းကြောင့်သွေးဖိအားကိုလည်းထိမ့်ပေးနိုင်ပါတယ်။ဂေါ်ရခညွန့်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုထပ်ပြီးတော့ပြပြရမယ်ဆိုရင်တော့အုံနောက်မှတ်ညံကောင်းစေပါတယ်။ဗီတာမင် B6 ကဘလို့အသက်ရွယ်မှာမဆိုမှတ်ညံတိုးစေတယ်လို့ဆိုပါတယ်။ဂေါ်ရခညွန့်မှာဗီတာမင် B6 ပါဝင်ခြင်းကြောင့်အုံနောက်မှတ်ညံကောင်းစေပါတယ်။နောက်ဆုံးတစ်ခုကတော့ကြွက်သားနာကျင်ခြင်းကိုကာကွယ်ပေးပါတယ်။ကြွက်သားနာကျင်ခြင်းကိုကာကွယ်ပေးနိုင်တဲ့မက်ဂနီစပါဝင်တာကြောင့်ကြွက်သားနာကျင်ခြင်းတွေကိုသက်သာစေပါတယ်။ ဒါကတော့ဂေါရခညွန့်ရဲ့မသိသေးတဲ့ကျမ်းမာရေးအကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။